နိုင်ငံတော်မှာပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းဆေးအုပ်စုရဲ့လူခွင့်ရေးချိုးဖောက်ကျူးလွန်မှုပေါင်း604မှုရှိခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကကောက်ယူထားတဲ့မှတ်တမ်းတွေကဖော်ပြပါရတယ်။ မတ်လ15ရက်နေ့မှာထုတ်ပြန်ခဲ့တဲ့မတန်းတွေအရလွတ်လပ်စွာသွားလာခွင့်ဘာသာရေးအဆောက်အဦတွေဖျက်ဆီးတာဖိအားပေးရွှေ့ပြောင်းစေတာတရားလက်လွတ်ဖမ်းဆီးတာနဲ့အတင်းအဓမ္မစေခိုင်းတာတွေဟာအကြံရေးဆယ်နဲ့ချီလှုံ့ဆောင်ခဲ့တာပါဒါအပြင်တရားလက်လွတ်တပ်ဖြတ်ခံရတာကိုပိုင်ပစ္စည်းတွေဖျက်ဆီးခံရတာနဲ့တခြားချိုးဖောက်မှုတွေအကြံရေးတရားကြော်အထိစေအုပ်စုကလူခွင့်ရေးချိုးဖောက်မှုတွေကျူးလွန်ခဲ့ပါတယ်တခြားချိုးဖောက်မှုတွေမှာ စေအုပ်စုကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအရတားပြည်သူတွေကိုလက်နက်ကြီးလေကြောင်းတို့နဲ့ပစ်ခတ်တိုက်ခတ်ခဲ့တဲ့မျိုးစားဖြစ်ပြီး138မြို့အထိရှိခဲ့တဲ့အတွက်အများဆုံးကျူးလွန်ခဲ့တာဖြစ်ပါတယ်။လိမ်မိုင်းဆိုင်ရာအကြံဖတ်မှုအပါအဝင်မျှတတဲ့တရားစီရင်ခွင့်ဆုံးရှုံးတာလွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ကလေးစစ်သားအဖြစ်တွန်းပို့တာညှဉ်းပန်းနှိပ်စက်တာနဲ့ဈေးဘက်ဆိုင်ရာစင်တာတွေတိုက်ခိုက်တာစတာတွေအကြိမ်ကြီးခုခံန်းအထိပါဝင်ပါတယ်။ အန်ယူဂျီရဲ့မှတ်တမ်းတွေအရသခိုင်းတိုင်းဟာလူ့အခွင့်အရေးချိုးဖောက်ခံရမှု အများဆုံးဖြစ်ခဲ့ပြီး124မြို့အထိရှိခဲ့တာပါ။အဲ့ဒီထဲမှာလေကြောင်းတိုက်ခိုက်ခံရမှု68ကြိမ်ရှိခဲ့ပြီးအများဆုံးတိုက်ခိုက်ခံခဲ့ရတဲ့ဒေသလည်းဖြစ်ပါတယ်။ဖေဖော်ဝါရီလတလအတွင်းစစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပြည်သူပိုင်းနေရ219လုံးစာတင်ကျောင်းဆန္ဒကျောင်းဘာသာရေးအစာအုပ်29လုံးနဲ့ကျန်းမာရေးအစာအုပ်15လုံးပျက်စီးဆုံးရှုံးခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကြောင့်လူပေါင်း142ဦးသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိခဲ့သူ368ဦးရှိခဲ့ပါတယ်။တဖန်မှာလေကချင်း၊သခိုင်း၊မကွေနဲ့မန္တလေးဒေသတွင်ဆဲအုပ်စုကျူးလွန်ခဲ့တဲ့အစိုးရပြုံလိုက်တပ်ဖြတ်ခံခဲ့ရတဲ့ဖြစ်စဉ်၁၀ခုရှိနေပြီးသေဆုံးသူ80ဦးအထိရှိတယ်လို့မှတ်တမ်းတွေကဖော်ပြပါဗျ။ အန်ယူဂျီရဲ့လူအခွင့်ရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ပြည်သူတရက်လုံးဒန်းတို့ညီများမှုရရှိရေးငြိမ်းချမ်းရေးနဲ့တရားမျှတမှုရရှိရေးဆိုတဲ့ဥတီချက်တွေကိုခံခိုင်မာမာလက်ကင်ဆွဲပြီးစေအုပ်စုရဲ့ကျူးလွန်မှုတွေကိုအပြစ်ပေးအရေးယူနိုင်ရေးဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။